ဘာကြောင့်ဝန်တွင်းစီကကျမကြီးဆိုရရတလဲဝန်တွင်းစီကပြုတ်ကွဲသွားတဲ့အခါမှာသွေးထဲကို fatty acid တွေများစွာရောက်လာပြီးတော့နှလုံးရောဂါအဲဆိုင်မာရောဂါနဲ့သွေးရည် cholesterol မြင့်မားနိုင်တဲ့အခြေအနေတွေဖြစ်ဖို့အခွင့်အလမ်းများလာပါတယ်သောပြင်ခန္ဓာကိုယ်က insulin ကိုပိုမိုခံနိုင်ရှိသွားတာကြောင့်အမျိုးအစားနှင့်စီးကျိုရောဂါဒါမှမဟုတ်စီးကျိုအကျိုးဝေဒနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။သောပြင်ဝန်းတွင်းစီတွေက protein တွေကသွေး tissue တွေကိုရောင်ရမ်းမှုဖြစ်စေနိုင်တဲ့အတွက်သွေးကြောကျင်းမြောင်းပြီးသွေးဖိအောင်မြင့်တက်နိုင်ပါတယ်။ ါတိုင်တာနဲ့ကျမ်းမာရေးဆက်ဆက်နေမှုဘလောက်ပမာဏဆိုရင်ခါတိုင်တာကြည့်ရတယ်။တယောက်နဲ့တယောက်တော့မတူညီပါဘူး။ဒါပေမဲ့ရေဘူးရခါတိုင်တာတော့ရှိပါတယ်။အမျိုးသမီးတွေအတွက်ခါတိုင်တာ35လက်မကျော်ရင်ဝမ်းတွင်းစီများတဲ့လက္ခဏာပါ။အမျိုးသားတွေအတွက်ကတော့လက်မ40ပါ။ဒါပေမဲ့ခန္ဓာကိုယ်အရွယ်အစားကြီးမသူတွေအတွက်ကတော့ဒါထက်အနည်းငယ်ပိုနိုင်ပါတယ်။ အာရှတိုက်သားတွေအတွက်ကတော့အမျိုးသမီးတွေအတွက်31.5လက်မနဲ့အမျိုးသားတွေအတွက်35.5လက်မထက်များနေခါတိုင်းတာကြီးတယ်လို့သတ်မှတ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့စီစဉ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Channel Telegram ရဲ့ YouTube Channel ဖြစ်တဲ့ @Channel Telegram မြန်မာမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Like and Subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။